င်္ဂလာပါရှင်ဘာမခိတဲ့တဲ့ရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှာစပြီးဧပြီလ2ရက်နေ့နေ့လည်ခင်းတဲ့ရင်များကိုအစီအကံတင်ဆက်ပေးပါရမရှင် ထမဆုံးသတင်းအနေနဲ့လေဗီယာနဲ့ရေဝံဖြစ်ပေါ်နိုင်ပြီးမုန်တိုင်းငယ်ဖြစ်အားကောင်းလာနိုင်ဆိုတဲ့သတင်းပဲဖြစ်ပါရယ်အခုဧပြီလပထမဆယ်ရက်ပတ်အတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေဗီယာနဲ့ရေဝံတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးမုန်တိုင်းငယ်ဖြစ်ပုံမှုအားကောင်းလာနိုင်တယ်လို့မုန်လေးဝသနဲ့ဇလားပေရညွန်ကြားမှုဦးစီးဌာနကဧပြီလ၁ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါရယ် လန်တလွန်ခံမန်းတက်ချန်မိုရီယာလေဘီယာနဲ့ရေဝန်ဖြစ်လာနိုင်ခြင်းများနေပြီအဲ့ဒီလေဘီယာနဲ့ရေဝန်ကတစဉ်မုံနိုင်ဖြစ်မဖြစ်ကိုတော့အခုဧပြီလ9ရက်6ရက်9ရက်10ရက်နေ့တွေကိုသတိထားဆောင်ကြည့်ရမှာဖြစ်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒဌာနမှညွှန်ကြားရေးမှုဦးလာထွန်းကပြောပါရယ် ခမန်းတွက်ချက်တဲ့မော်ဒယ်တွေကနေရလာတဲ့အဖြေကဧပြီလ၄ရက်ကျော်၅ရက်လောက်မှာလီဗီးယားနဲ့ယေဝန်ဖြစ်ပြီးတော့မုံတိုင်းဖြစ်မယ်ဆိုတာတွေကတော့မော်ဒယ်ကနေတွက်ချက်ပြီးဖော်ပြထားတာပေါ့ဒါပေမဲ့ဖြစ်နိုင်မဖြစ်နိုင်ကတော့စောင့်ကြည့်ရမှာပေါ့လီဗီးယားနဲ့ယေဝန်ကတော့ဖြစ်ဖို့များတယ်ဒါပေမဲ့မုံတိုင်းဖြစ်မဖြစ်ကိုကိုယ့်ဘက်ကို လာမလာကတော့နည်းနည်းသတိထားစောင့်ကြည့်ရမယ်အခြေအနေတော့ရှိတယ်လို့သူကပြောပါတယ် အကယ်၍မိုးရွာသောမှုဖြစ်ပေါ်လာပါကငလျင်တန်တဲ့နေရာတွေအောင်အမိုးအကာမရှိသူတွေအတွက်သာမကကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအတွက်ပါအခက်အခဲရှိလာနိုင်တယ်လို့သူကပြောပါဗျ။မိုးရွာလို့ဆွဆွနေတဲ့အချိန်နဲ့ခြောက်သွေ့တဲ့အချိန်မှာကယ်ဆယ်ရတာကျင်းတော့ဘယ်တူပါမလဲအခက်အခဲနေနေရှိနိုင်နေဆယ်ရီဘာရီအကွဲထားတဲ့နေရာတွေကတော့ရေစိမ့်ဝင်တာတွေရှိနိုင်နေတိုက်တွေပြိုတာကတော့ကယ်ဆယ်ရေးလုတ်တဲ့အခါအခက်ခဲတော့ရှိနိုင်နေထပ်ပြီးပြိုချဖို့ကတော့စိုးရိမ်စရာတော့မရှိပါဘူးလို့သူကပြောပါတယ် လေပင်အားနှင့်ရေဝန်အခြေအနေနဲ့ပတ်သက်လို့မိုးလေဝသလေးလာဆောင်ကြည့်စုဦးဝင်နိုင်ကတော့ ECMWF Cyclone Genesis Channel မှာကပ်ပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်အတွင်းဧပြီလ3ရက်နေ့မှာစတင်ကလေပင်အားနှင့်ရေဝန်ဖြစ်ပေါ်ပြီးမုန်တိုင်းဆင့်ရောက်ရှိနိုင်ခြင်း40ရာခိုင်နှုန်းရှိနေကဧပြီလ4ရက်နဲ့5ရက်နေ့တွေမှာမုန်တိုင်းဆင့်ကိုရောက်ရှိနိုင်ခြင်း60ရာခိုင်နှုန်းဖြစ်လာကြောင်းဖော်ပြနေတာကိုတွေ့ရတယ်လို့ဆိုပါတယ် ဝင်းဒီ GSS မော်ဒယ်ရဲ့ကျိုးတင်ခံမှန်းချက်မှာတော့ဧရလ9ရက်နေ့မှာတောင်တရုတ်ပင်လယ်ဘက်မှာထိုင်းပင်လယ်ခွေကိုဖြတ်ကျော်ပြီးကပ်လီပင်လယ်ကိုဝင်ရောက်လာနိုင်တဲ့ Invest 97W ဟာတိတာတင်ရှားတဲ့လီဘီယာနဲ့ရေဝန်အစင်ရောက်ရှိလာနိုင်ကမြောက်ဘက်ပင်လယ်ပင်လယ်အော်အရှိအလေပိုင်းစီကိုဆက်လက်ရွေးရှားနိုင်ကြောင်းခံမှန်းထားတာကိုတွေးရှိရတယ်လို့ဆိုပါတယ် လန်တလောရရှိထားတဲ့ချိုတင်ခံမှန်းချက်တွေရတောင်တရုတ်ပင်လယ်ဘက်မှ Invest 97W ဟာကပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်ရောအရှေ့တောင်ပိုင်းကိုဝင်ရောက်လာနိုင်ပြီးမြောက်ဘက်ကိုဆက်လက်ရွေ့ရှားနိုင်တာကြောင့်လန်ကျောင်းအဖြစ်မြန်မာနိုင်ငံဘက်ကိုဦးတည်သည်ဖြစ်စေဦးတည်ရွေ့ရှားခြင်းမရှိသည်ဖြစ်စေလန်ကျောင်းညာဘက်မှာရှိနေတဲ့မြန်မာနိုင်ငံအနေနဲ့လေပြင်းအားနည်းရွယ်ဝင်းရဲ့တက်ရောက်မှုကိုခံရမှာဖြစ်တယ်လို့ဦးဝင်းနိုင်ကပြောပါရယ် ဒါကြောင့်မြဝကျွမော်ကံယူရန်ရခိုင်ကံယူရန် AR တိုင်းနဲ့ရန်ကုန်တိုင်းပြင်ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေမှာလေမိုလှိုင်းအသင့်တင့်မှာပြင်းထန်နိုင်တဲ့အခြေအနေတွေဖြစ်ပေါ်နိုင်တယ်လို့သူကပြောပါတယ်ဧပြီလ3ရက်နေ့မှာကပ်ပလီပင်လယ်အတွင်းဝင်ရောက်လာနိုင်မဲ့ Invest 97W ကိုဆက်လက်ဆောင်ကြည့်တင်ပြပေးသွားပါမယ်။လေဗီယာနဲ့ရေဝံဒါမှမဟုတ်မုံနိုင်ရေလို့ဖြစ်လာသေးတာမဟုတ်ဘဲစိုတင်ခမန်းချက်မှာသာရှိနေစေဆိုတာမှတ်သားထားဖို့လိုပါမယ်လို့သူကပြောပါရယ်။ မိုးလေဝသစောင့်ကြည့်လေလာသူတွေကတော့အကယ်၍မိုးရွာသွန်းခဲ့မယ်ဆိုပါကငလင်ကြောင့်ပျက်စီးမှုတွေကြောင့်တောကရောက်နေသူကိုကိုညိချသူတွေအတွက်မိုးကလေးတွေပံ့ပိုးနိုင်မှုလိုအပ်တယ်လို့ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်သူတွေအနေနဲ့လည်းချိုးတင်သတိပြုပြင်ဆင်နိုင်မှုလိုအပ်တယ်လို့ထောက်ပြကြပါဗျာ။မိုးလေဝသဇလဗေဒရဲ့ ဧပြီလပထမဆယ်ရက်ပတ်အတွင်းမိုးရွာသွန်းမှုအခြေအနေကတော့ရန်ကုန်တိုင်း၊အေရီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြင့်တက်ပုံနိုင်ပြီးနေပြည်တော်မန္တလေးတိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်း၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာရွာသွန်းမြင့်တက်မိုးထစ်ကြုံရွာနိုင်တယ်လို့သိရပါဗျ။ မိုးရရက်တွေအနေနဲ့ရန်ကုန်တိုင်း AR တိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့မှာလေးရက်မှရှစ်ရက်ခန့်နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေတိုင်းစကိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတရက်မှ၃ရက်ခန့်မိုးတစ်ကြုံရွာနိုင်တယ်လို့မော်လီဝတ်သားဇလာဗေဒာဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်မြန်မာနိုင်ငံအရရက်မှာနှွေကာလဖြစ်တဲ့ဧပြီလနဲ့မေလတွေအတွင်းနေပူချိန်တဖြည်းဖြည်းမြင့်တက်လာရမှာအပူပြန်တက်တိမ်တွေဖြစ်တော်မူမွန်လဲညနေပိုင်းတို့မှာမိုးတိမ်တောင်းတွေဖြစ်ပေါ်လာနိုင်တယ်လို့သိရပါဗယ်။အဲဒီမိုးတိမ်တောင်းတွေရွေရှားရာနေရာတခြားမှာ လေပြင်းတိုက်ခတ်ခြင်းတွေလည်းဖြစ်ပေါ်နိုင်ပြီးလေပြင်းနဲ့အတူထိတ်ဆုံးခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းနဲ့နေရာကွက်ကြားမိုးထိတ်ဆုံးရွာခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့သိရပါဗယ်။ ဒါအပြင်လေပြင်းတိုက်ခတ်ချိန်မှာမြေပြင်ရေပြင်လေဟာတနအီကိုမိုင်40မှမိုင်50အထိတိုက်ခတ်နိုင်တယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူတွေအနေနဲ့နှွေးကာလအဖြစ်တဲ့ဧပြီလနဲ့မေလတွေအတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်လို့အထူးကယူပြုနေထိုင်သွားကြဖို့လိုအပ်တယ်လို့ပြည်ရင်းလေကြောင်းပြန်တမ်းရေးနဲ့ရေကြောင်းခရီးစဉ်တွေအနေနဲ့လည်းချိုးတင်သတိပြုကြဖို့မိုးလေဝသနဲ့ဇလားဗေဒအုပ်စီးဌာနကအကြံပြုနှိုးဆော်ထားပါတယ်။ ဆက်လက်ပြီးမန္တလေးနှင့်စကိုင်းတွင်နောက်ဆက်တွဲငလျင်ပြီးဆိုရင်၍ပြည်သူများလမ်းပေါ်ထွက်အဆင်တခိုးနှင့်တပြတိုင်မှုများဆိုရင်နေရပြီးအိမ်အများအပြားတခိုးအခိုးခန်းနေရစစ်တပ်ရဲနှင့်ပြူစောတီများပျောက်ချင်းမလားပျောက်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတွင် နောက်ဆက်တွဲငလျင်ပေးဆိုရင်ပြည်သူများလမ်းမော်ထရေးစဉ်တကူနှင့်တပြတိုင်မှုများဆိုရင်နေရပြီးနေအများပြမှာတကူခိုးခံနေရကြောင်းမန္တလေးနှင့်စကိုင်းတို့တွင်ကိုကြီးကယ်ဆယ်ရေးလုပ်နေသူများကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းတို့ပြောဆိုသည် ရမန်နေဧပြီလ၂ရက်နေ့ညပိုင်းမန္တလေးမြို့38လမ်းနဲ့41လမ်းကြား89လမ်းမှာပေါ်ရင်မျက်နှာဖုံးဆွတ်ထားသောဓာတ်ကင်လူငါအိုကသွာလာလှူရှာနေသဖြင့်ပြည်သူများစုဝေးကရင်းလူငါအိုကိုလိုက်လံရှာဖွေခဲ့ရကြောင်းထို့ပြင်ငလင်းလုတ်ခတ်ပြိုကျပျက်စီးနေသောနေအိမ်များပျက်စီးမှုမရှိတော့လေနောက်ဆက်တွဲငလင်းဆိုရင်တွင်လမ်းမော်တွေချင်းတကိုးခံရမှုများရှိနေကြောင်းသိရှိရသည် မန္တလေးမှာငလျင်လှုပ်ပြီးနောက်အိမ်တွေအပေါက်ခံရတယ်လူသူပြက်တဲ့လမ်းကျိုလမ်းကြားများတွင်ဓားထောက်တပြတိုက်တာ လူရတာတွေအယမ်းကိုပေါ်လာတယ်တနေ့ညကလည်း38လမ်း42လမ်းကြားမှာရှိတဲ့89လမ်းမပေါ်မှာမျက်နှာဖုံးစွန့်တွေနဲ့လူငါအိုပြီးရင်ဓားရီကိုစီ လွှဲထားလို့အဲ့ဒါလိုက်ရသေးတယ်ဟုမန္တလေးဒေသပြည်သူတွေကလူမှုကွန်ရက်မှာတစင်ပြောဆိုထားတယ် မန္တလေးနဲ့စကိုင်းနဲ့လျှက်စက်မေးပြတ်တောင်းနေပြီးရင်းကြောင့်ညပိုင်းနဲ့စကိုင်းနဲ့မန္တလေးမြို့တစ်ခုလုံးမှာမှောင်မိုင်းနေကြောင်းရင်းချိန်တွေကိုအခွင့်အောင်းယူကတကိုးနဲ့လူစုများကလှုပ်ရှားတပြားတိုက်ခိုးယူမှုများကျူးလွန်နေခြင်းဖြစ်ကြောင်းသိရှိရသည်။ စကိုင်းစီရကွက်တဲ့ဘက်မှာညာတိုင်းတစ်ခုကတ်တယ်အဲ့ဒီတော့ရဲရွာကလူငယ်တွေစူးစီးပြီးကိုယ်အိမ်လုံးချုံရင်ကိုယ့်ရဲရွာလုံးချုံရင်အဲ့ဒီလိုမျိုးပြန်ပြီးလုံးချုံရင်ယူရတယ်ဘယ်သူမှလည်းလာမလို့ပေးဘူးတက်နဲ့ရဲလည်းညဘက်ကင်းလေတာဘာညာမရှိပါဘူးတမျိုးလုံးကလည်းညဆိုရင်မောင်းနဲ့မဲမဲပဲကိုစီရကွက်တဲ့မှာကိုညီကဲစေးလုံးနေတော့ဝေးတင်တက္ကသိုလ်ကျောင်းသားတို့ကရှင်းပြသည် မက်စလ28ရက်နေ့မွန်လယ်ပိုင်းလှုပ်ခတ်ခဲ့သောငလင်းကြောင့်မန္တလေးနှင့်စကိုင်းမြို့ကြီးများမှာမြို့ပြက်ကြီးကဲ့သို့ဖြစ်နေပြီးပုံနှံများမှာယခုရက်ပိုင်းပိုရိပ်နှံလာကြောင်းစစ်ကောင်စီကလည်းရန်ပန်ရန်ကလုံခြုံရေးတော်လာမှုများရှိနေတော့လဲညပိုင်းအချိန်များတွင်မူလမ်းမော်တွင်လုံးဝမတွေ့ရကြောင်းဒေသပြည်သူများကပြောဆိုကြသည် အရင်ဆိုဟန်ရေးပြလန်းတလာနေတဲ့စစ်သားရဲနဲ့ပြည်သူစစ်တွေလည်းညပိုင်းဆိုတအုံးမှမတွေ့ရတော့ဘူးပြည်သူကတော့ကိုယ်လုံးကျုံရေးကိုယူရတာပဲဟုမန္တလေးမြို့မဟာအောင်မြေမြို့နယ်စွန်းလောင်းအသင်းဖွဲ့ဝင်တို့ကသုံးသပ်ပြောဆိုသည်ဆလဘီအာနာသိန်းအဖွဲ့လူလူထက်အာနာတီမြေရေးဦးစားပေးမည်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် တောက်ကြနေကပြင်ဟာ9.9ရှီမြင်းကလင်းကြီးလှုပ်ခတ်ခဲ့ပြီးရွေးချယ်စရာနီလန်တစ်ခုသာရှိတော့သည်ဟု Bloomberg Editor ကယခုလိုရေးသားလာသည်ပြီးခဲ့သည့်18နှစ်လူပေါင်းတသိန်း၄သောင်းတည်ဆုံခဲ့သည်နိုင်ငံဆိုင်ကလုံးကကဲ့သို့နိုင်ငံတကာအကူအညီများညှင်းပယ်ခဲ့သည့်အမားမျိုးထက်၍ကျူးလွန်မည်လောဒိုဒီမဟောအရေးပေါ်အကူအညီများလွတ်လပ်စွာစီမျောခွင့်ပြုမည်လောဆိုသည်ပင်ဖြစ်သည် ထိုစဉ်ကစစ်အစိုးရသည်တိုင်းပြည်အားကဘာနှင့်အဆက်ဖြတ်ထားစေရန်ကဲဆဲထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာသောပြည်ပမှတဲမောများလေရင်များကိုဝင်ခွင့်မပေးဘဲပိတ်ဆိုခဲ့ကြသည်ထို့ပြင်လွန်စွာအရေးကြီးလာသည့်ပထမပတ်အတွင်းမှာပင်ကယ်ဆယ်ရေးဝန်ထမ်းများကိုပင်ပြည်ဝင်ငွေဗီဇာထုတ်ပေးဖို့ရှိသူကိုနှောင့်နှေးအောင်လုပ်ခဲ့ကြသည်။ယခုဒီစိန်တွင်တော့ထိုလန်းချောင်းကိုလာရွေးမဖြစ်တော့အမေရိကန်ဘူမိဗေဒတိုင်းတားရဲ့ဖွဲ့ကြီးပုံစံထုတ်ထားချက်အရအနည်းဆုံးလူပေါင်း1000အထိသေဆုံးနိုင်သည်ဟုခန့်မှန်းထားသည်။ စည်းဝါးရေးဘက်တွင်ဆုံးရှုံးမှုများကတော့တနိုင်ငံလုံး၏ပြည်ရင်းထုတ်ကုန်စုစုပေါင်းထက်ကျော်လွန်နေပြီဖြစ်သည်ရှိခိုးချင်းတီတော့စေကောင်းဆောင်များကအခုညီချို့ကိုလက်ခံနေသည်သို့သောတော်လရင်တက်ဖွဲ့များထိန်းချုပ်ထားသည့်ဒေတာများသည့်ရောင်မြောက်ကိုမူစောင့်ကြည့်ရအောင်မည်ဖြစ်သည်အင်တာနက်ကိုဆူဆူဝဝကန့်သက်ထားမှုကြောင့်စတက်ထုံပြန်နေသည့်တရားဝင်အသေးပြောင်းနှုန်း2056ရခု2939ဒဏ်ရာရ3900ရခု4521ထက်မြင့်မြတ်ကျော်လွန်နေသည်ကိုမသိရဖြစ်နေသည် ်နိုင်ငံသည်ပြည်တွင်းစစ်ကြီးဖြစ်ပွားနေပြီးစစ်ကောင်စီသည်နိုင်ငံ၏၄ဘုံတဘုံခန့်သာထိန်းချုပ်နိုင်တော့၍လည်းကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများရှုပ်ထွေလာရသည်အိန္ဒိယသည်မိုဘိုင်းစစ်ဆေးရုံတစ်ခုကိုလေကြောင်းမှတည်ဆောင်လာပြီးဈေးဝန်ထမ်းများနဲ့တန်ပေါင်းများစွာရှိသည့်ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများတင်ပို့ပေးခဲ့သည်။အလားတူတရုတ်၊ရုရှား၊အစ္စရေး၊ဖြူတိန်တို့ကလည်းကူညီပံ့ပိုးပေးလာသည်။ အာဆီယံမှာအင်ဒိုနီးရှား၊မလေးရှား၊စင်ကာပူ၊ထိုင်းနဲ့ဗီယက်နမ်တို့မှကယ်ဆယ်ရေးအဖွဲ့များလည်းရောက်ရှိလာကြသည်။အမေရိကန်မှ အကူအညီများသည့်ရခင်က USAID ကိုဖြတ်တောက်ထားရနှောင့်နေကြရသည်။စစ်ကောင်းဆောင်များကယခုလိုနိုင်ငံတကာအကူအညီများလက်ခံလာခြင်းသည်အရေးပါသောခြေလှမ်းလှမ်းလာခြင်းဖြစ်၍ယခုထက်မကတကားပိုပွင့်လာရန်နိုင်ငံတကာအနေဖြင့်ကြိုးပမ်းကြရမည်ဖြစ်သည်။